ျွန်တော်မိမနဲ့ကျွန်တော်နဲ့ရီးသားဘွားတော်ကသူကနိုင်ငံရန်ကြိုက်လို့ကျွန်တော်ခဏခဏချက်ကျွေးဘူး။နော်ဆိုင်မှာလည်းသူအရန်ကြိုက်လို့ပဲအဲ့ဒီနိုင်ငံလေးကိုဆိုင်မှာမန်နျူဖြစ်တင်ထားပြီးတာပါ။အခုလည်းသူကနိုင်ငံစားကျင်နေဆိုလို့ကျွန်တော်ကတော့နိုင်ငံလေးလုပ်ပေးပါမယ်။ရီးသားဘွားကိုပြန်ပြီးအမှတ်ရအောင်ချက်ပေးမှာဆို။ရာသာရှယ်ဖြစ်နေဖို့လိုတာဆိုတော့နိုင်ငံထဲမှာရာသာလေးစိတ်ဝင်စားအောင်လို့ခနောကြက်သားမုံရဲ့မြေုပ်ကောင်းတဲ့ရောင်နေမုံလေးထည့်ပြီးတော့နိုင်ငံကိုတေချာလေးနေထားလိုက်ပါတယ်။ခနောကြက်သားမုံလေးထည့်လိုက်လို့နိုင်ရာသာပြည်စုံပြီးတော့တခြားဘာမှတောင်သိထည့်ရမလို့ပါဘူး။ရာသာလေးထည့်ပြီးတော့အာဗန ထဲမှာกินလို့အတွက်ခေါက်ဘက်ကိုအပေါ်မှာထားပြီးတော့ခဲဘက်လေးနဲ့အောက်ကိုတေချာလေးပတ်ထားလိုက်ပါမယ်ခဲဘက်လေးတေချာပတ်ပြီးသွားပြီဆိုရင်တော့အပေါ်ခေါက်ကလေးတွေကိုရေချောင်းအောင်တုပ်ပြီးတော့ရှာလကာရည်နဲ့စားလေးနှင်းငယ်ဖြူထားလိုက်ပါမယ်ကျွန်တော်ကတော့နန်းငင်အသားကိုဣနေအောင်กินပါဆိုတော့မီးနဲ့တနာရီလောက်กินထားလိုက်ပါတယ်နန်းငင်လေးကိုတနာရီလောက်กินပြီးတော့ခေါက်လေးတင်းသွားပြီဆိုရင်တော့ခေါက်အပေါ်ကစားတွေကိုဖယ်ပြီးတော့အောက်ကြော်ရင်ကျွတ်ဖို့အတွက်စူးနဲ့လိုက်ဖောက်ပေးပါမယ်ပြီးရင်တော့ခေါက်ကလေးတွေကိုဓာတ်ရလေးပေးလိုက်ပါမယ်ပြီးရင်တော့အာဗန်ထဲမှာနိုင်ွက်လောက်မီးပြင်းနဲ့กินထားလိုက်ပါမယ်တော့အ ပင်ကတော့မီးရမ်းမပြင်းတာနဲ့ကျွန်တော်စီဘူးနဲ့ကြော်လိုက်ပါတယ်စီဘူးနဲ့ကြော်ဖို့အတွက်အရင်ဆုံးစီကိုပူနေအောင်လုပ်ပြီးတော့မှအခောက်ပေါ်ကိုစီလေးတွေလောင်းပေးလိုက်ရင်သူ့အကြည့်ကခောက်ကလေးတွေကကျက်ပြီးတော့ပွတ်တက်လာမှာပါအခောက်ကလေးတွေကျွတ်သွားပြီဆိုရင်တော့နိုင်ငံလေးကရသွားပါပြီရလာတဲ့နိုင်ငံလေးတွေကိုတော့ကျွန်တော်ကကဖောင်ပြန်ကြော်မှာဖြစ်တဲ့အတွက်နိုင်ငံလေးတွေကိုအရင်ဆုံးလီးထားလိုက်ပါတယ်ကဖောင်ကြော်မှာဆိုတော့မပါမဖြစ်ကဖောင်လေးကိုတင်ထားလိုက်ပါတယ်ရင်တော့ငွေစည်းစိမ်းနဲ့ကျက်သွန်ဖြူလေးတွေကိုချိန်ထားလိုက်ပါတယ်ထောင်းညွန့်လည်းရပါတယ်ကဖောင်ကြော်ဖို့အတွက်တော့ခုနကချိန်ထားတဲ့ကျက်သွန်ဖြူနဲ့ငွေစည်း သိန်းလေးတွေကိုစီသက်လိုက်ပါတယ်။ပြီးထားတဲ့နိုင်ငံလေးထည့်ပြီးတကြားရဲ့ QC နဲ့အသာပူကောင်းအောင်လို့မပါမဖြစ်ခနောကြက်သားမုံလေးတွေထည့်လိုက်ပါတယ်။ခနောကြက်သားမုံထည့်လိုက်ရင်ရာသာပူပြီးတော့ထုခဲ့တာမလို့ခနောကြက်သားမုံလေးနဲ့ချက်ပြီးတော့စားကြည့်ပြချင်ပါတယ်။ပြီးရင်တော့ကဖောင်လေးထည့်ပြီးတော့တော်လိုက်ရင်တော့နိုင်ငံကဖောင်လေးကရတော့ပါပြီ။ကြော်ပြီးရလာတဲ့နိုင်ငံကဖောင်လေးတွေကိုတော့ထမင်းဖြူနဲ့တခြားလေးထည့်ပြီးတော့အပေါ်ကနေကျဲဥဟက်ဖရိုက်လေးတင်လိုက်။ကဖောင်ကရမ်းစက်ရင်စားလို့ရအောင်လို့သခွားသီးလေးလည်းထည့်လိုက်ပါတယ်။အဆုံးမှာတော့ deep fry လုပ်ထားတဲ့ကဖောင်ရွာလေးတွေကိုတင်ပေးလိုက်ပါတယ်။ဟုတ်။ဟာ။ဆွာလုံး great.